ားလုံးပဲမိင်္ဂလာပါဒီပီလေးမြန်မာနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့တော့တာဘိုကင်မရာကြီးဘလူးဝိုင်ဖန်ချိန်ရမယ်ဆိုတော့ကျွန်တော်ပြသသွားမယ်စင်တစ်ကတော့ကျွန်တော်တို့တာဘိုကင်မရာကိုကျွန်တော်မိုက်ခရိုစီကတ်ထည့်သွင်းလိုက်မယ်ပြီးတော့ကျွန်တော်ရဲ့ကင်မရာကိုပါဝါဂျိုးလေးပေါ့နော်ကျွန်တော်ချိန်ဆက်လိုက်မယ်ပြီးတော့ကျွန်တော်ဘလက်ထူလိုက်မယ်ပေါ့နော် ဟုတ်ပြီဒုတိယအဆင့်အနေနဲ့ကျွန်တော်တာဖို့ app ကိုကျွန်တော်တို့ကျွန်တော် Apple App Store ဖြစ်ဖြစ် Google Play Store ဖြစ်ဖြစ်ကျွန်တော်အလွယ်တကူကျွန်တော် download ရယူနိုင်တယ်။ account ရှိပြီသားဆိုရင်တော့တန်းဝင်ပြီးတော့ account မရှိသေးတာဆိုရင်တော့ create a new account ဆိုပြီး account တစ်ခုဖွင့်မယ်။ပြီးကျွန်တော် add device လေးပေါ့နော်အပေါင်းလေးနှိပ်ပြီးတော့ add device လေးလုပ်မယ်။ပြီးကျွန်တော် indoor camera ဆိုရင် indoor camera ကိုရွေးမယ်။ဒီနေ့ကတော့ကျွန်တော် C220 နဲ့ပြသသွားမှာဖြစ်တဲ့အတွက်ကြောင့် C220 ကိုရွေးချယ်လိုက်မယ်။ ုတ်ပြီဒီမှာတော့ကင်မရာမီးရဒီလိုမျိုးလေးပေါ့နော်မိတ်တုံမိတ်တုံဖြစ်နေလားစစ်မယ်ဒုတိယစစ်နေနဲ့ကျတို့ wifi ပေါ့နော်ဖုန်းထဲက wifi setting တွေကိုသွားလိုက်မယ်ဒီ tapo cam ဆိုတဲ့ wifi လေးကိုကျတို့ပထမအဦးဆုံးချိန်ဆက်လိုက်မယ်ပြီးရင်ကျတို့ mobile app တွေကိုပြန်ဝင်လိုက်မယ်ပြန်ဒီမှာဆိုရင်သူ့အလိုအလျောက်သူချိတ်ဆက်သွားနေနေပေါ့နော် ုတ်ပြီးဒီမှာဆုံးကျွန်တော်မိမိအိမ်မှာချိန်ဆက်မဲ့ wifi ကိုရွေးမယ်အဲဒီ wifi ရဲ့ password ကိုကျွန်တော်တို့ရိုက်ထည့်မယ်ပေါ့နော်ပြီးရင်ဒီမှာဆိုရင် next နှိပ်ပြီးတော့ဒီမှာ now ဆင်ဒီမှာဆိုရင် connect ဖြစ်သွားပြီနော်ကင်မရာ name သတ်မှတ်မယ်ဘယ်မှာထားခြင်းလဲနော်ဟုတ်ရွေးမယ်ပြီးရင်ဒီမှာ icon လေးလေးကျွန်တော်ရွေးရွေးပေးလို့ရရဲဒီမှာဆိုရင် configure လုပ်သွားပြီဟုတ်ပါပြီဒီမှာဆိုရင်တော့ဒီအောင်မြင်သွားပြီပေါ့နော် wifi ချိတ်ဆက်မှုအောင်မြင်သွားပြီ ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီ pan တေးဆိုရဲဟာကိုနှိပ်ပြီးတော့ကျွန်တော်တို့ကင်မရာကိုအပေါ်အောက်ကျွန်တော်တို့ကဘယ်ညာဆိုပြီးတော့ကျွန်တော်တို့အလွယ်တကူလှည့်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရရဲ့ဒီမှာတော့ recording နဲ့ပတ်သက်တဲ့เนาะလောက်ဆောင်ရမယ့်အရာကြီးကျွန်တော် memo sd card micro sd card ထည့်သွင်းထားတဲ့အတွက်ကြောင့် ဒီပေါ့နော် setting တွေကိုသွားမယ် story and recording ကိုသွားမယ်ပြီးရင်ဒီမှာ micro sd card and format ဖြစ်နေရဲ့ကျွန်တော်အမှား format လေးနှိပ်ပေးလိုက်မယ်ဒီမှာဆိုရင် initializing လုပ်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် camera ကိုသူ format ရိုက်ပေးနေပြီဒီမှာ format ဆက်ဆက်ဖြစ်သွားပြီပြီးရင်ကျွန်တော် loop recording လေးကိုဖွင့်လိုက်မယ်ပြီးကျွန်တော် customize ဆိုတာကကျွန်တော်တို့တတ်မှတ်တယ် recording ကိုကျွန်တော်ကြိုက်တယ်လို့ပေါ့နော်အချိန်နဲ့တတ်မှတ်ထားလို့လည်းရပါတယ်ဟုတ်ပါပြီကျွန်တော်တို့ဒီ wifi camera လေးချိတ်ဆက်ပုံကတော့ပြင်ရောက်သွားပါပြီအားလုံးပဲအဆင်ပြေကြပါစေ